ရင်ခွဲပက်လက်ပုံရင်လွန်မမောင်းစပင်းရှိပခုံးဖြန့်ပြီးရက်တောင်တစ်ချောင်းတစ်ဖြတ်ဖြတ်ခံနေရအချင်းဆရာပဲဘာနာမေအောက်ကစပွဲဟာ သူ့ပိုင်နေပဲအဲ့ဒီမှာ မိုးလင်းကနေမိုးချုပ်ထိုင်တယ်ရင်းနှီးချမ်းအိုးလေးငါးဝလောက်အကုန်တော့တယ်နင်းစီစေးဘလိုက်တူလက်မှာအမြင်ညတ်ထားတယ် တဖက်ဆိုင်လာသည်များလူနဲ့စကားဖောင်ပြောတယ်။နီးရွက်ွက်ထဲလဲသူနဲ့မသိတဲ့သူကလည်းခါရှာရှာပဲ။လူငယ်ဝိုင်းရောလူကြီးပိုင်းမှာသူ့အတန်အငဲကြရတယ်။သူကဆက်တွေတစ်ချင်းလာအိုင်ရေးပြရတာလို့ပြောတာပဲ။ခုတော့တိုင်မှာချိတ်ထားတဲ့မဲလင်တောင် ဖုံးတက်နေပြီဆိုရင်စိတ်ပါမှတောင်တော်ရဲ့သားလို့လုပ်တော်တာပဲ။ အရင်ကပြည့်စက်နောက်ခံတီးတွေနဲ့နောက်ပိုင်းနှစ်ပါးတွင်တွေရေးရတယ်။သူရတဲ့တချင်းနှစ်ပုတ်သုံးပုတ်လောက်ရေဒီယိုမှာတပ်ပြရာဘူးသေးတယ်။ဒါမဲ့လူသိမ့်မပြီးဘူးလေ။ရေဒီယိုကတိတ်လွတ်မပြီးပြတာလဲပါမှာပေါ့လေ။မြို့မှာလူသိဖို့ကရေဒီယိုမှာခဏခဏလွင်လွင်ဒါမှမဟုတ် recorder နဲ့ဖြစ်ဖြစ်တိတ်ခွေနဲ့ဖြစ်ဖြစ်ထွက်ရင်ထွက် ဒါမှလူသိတာလားတိပြန်သွင်းဆိုင်တွေမှာချိတ်ထားတဲ့ပိုစတာတွေနာမည်လေးတလုံးရဖို့ဆိုတာလေသိမလို့တော်တော်တိုးနိုင်မှရတာလေအရင်ကနယ်လက်ဇာတ်ပင်လောကမှာစိုက်နှုတ်ထားဘဝနဲ့ကျင်လည်ဦးတယ် now cleanly ဟိုမဟုတ်ဒီမဟုတ် just feeling ဟိုဒီဒီနဲ့ခေ body ဝမ်းမရောက်လေတကယ်တော့ ဇက်ဆရာနဲ့ပြဿနာဖြစ်ပြီးရောက်တဲ့မြို့ကနေတခြားဇက်ကို ပြေးသွားတဲ့ဂီတာသမားရဲ့နေရာမှာသူကအလုတ်ဖြစ်အောင်ဝင်းဝန်းတွမှုသွားတာဒီဒုရိယပညာကလည်းဇက်ထဲမှာတောက်ရင်းစားရင်မလူဆရာသည်နီလူဆရာသည်နဲ့မတောက်တစ်ခေါက်တက်လာတာပဲနောက်တော့တခြင်းတူထွာလေးတွေဟိုရေးဒီရင်ဇက်တပင်တခြင်းလေးတွေရေးခွင့်ရလာတာ ရေးခွင့်ရတယ်ဆိုတာလည်းဇက်ဆရာက အပြင်ကပညာရှင်တွေစီမြန်မူစော်ကများတာရယ်စောင့်ရတာကြတာရေကြောင့်သူ့မိချူမောင်းပြက်လေးတွေကိုရွာစားကြော်လက်ထက်အပ်ပြီးမန့်အမှုပါရတာနောက်တော့ဇက်ဆရာမိမကိုအလစ်တုပ်ပြီးဇက်လောကကပြေးရပါလေရောဆိုပဲခုမိမရောဆိုတော့ဒါတတ်တတ်တယ်ဒါလဲ तू နည်းနည်းပပလေးတောက်လို့ အဝဇန်လေးရှင်လိုက်တောက်လျှောက်ပြောနေကြတယ်ပေါ့အဲ့တော့ကကျွန်တော်ဟာရွေချက်ရှိရှိနဲ့တချင်းစရာထိုင်နေတဲ့စပွဲတော့တော့ထိုင်ပြီးပြောတယ်သူပြောသမျှတွေကိုစိတ်ဝင်စားတဲ့ဟန်နဲ့နားထောင်ရတာအမောညီနွေးကနေတစ်ခွက်လေးခွက်တောက်အောင်လို့စီးခဏခဏထားသွားတာလည်းအမောဆေးလိမ်မတောက်တတ်ပဲအမှုပညာသမားကိုက်ဖန်ပြီးမိခိုးတွေမှုတ်ထောက်ရတယ် အာတောင်ညောင်းတယ်၆မှာဆိုတချင်းစရာကကောင်းလေမတောက်တန်မတောက်နဲ့ကွာလို့ပြောမှမိတတ်တယ်တကယ်တော့ကျွန်တော်ကအဲ့ဒီတချင်းစရာရဲ့ခေမာလေးကိုမျက်စိကြားနေတာကျွန်တော်တို့ရက်ွက်ထဲကကာလာသားတွေကလည်းရှောင်ပြန်တန်ပြီးခြေဝင်အောင်လုပ်နေတာခဲ့တာတချင်းစရာအင်းရှိမဲလင်တုံးနဲ့သွားဟဲ့ဘူးကလည်းဘလို့မှမတင်တယ် ဂီတကြောင့်ဘန်းပြပြီးသူ့အိမ်ထိအောက်ကလေးအဝါလဲဘသူ့ဘုံမအိမ်ထိမကောပြောချင်လာခဲ့သူထိုင်တဲ့ဆိုင်ရာဇပွဲကိုရင်ရိုးရီဟောတလုံးဟောတလုံးနဲ့စောင်းဥပါဇင်ကြီးကဘလို့လို့ဥကုံမကြီးကဘယ်နဲ့လို့ဆရာညာကဘယ်နာဆိုတာပြောပါလိမ့်မယ်ကျွန်တော်ကတော့ကံကောင်းတယ်လို့ဆိုပါမယ်စိတ်လေးလေးပါလေးဝေတာတို့အမီးလေးပါလေးဝေတာတို့မှာ ဖင်ပေါ်တော့သူ့အိမ်ထိအခေါ်ခံရတဲ့ထဲမှာပါတယ်အဲ့ဒီခါမျိုးကျွန်တော်ကတော့သူ့ခင်မအောင်မြင်တွေ့ရတယ်ဗျာကောင်းမလေးကကျွန်တော်နဲ့မတိတ်မီ16 19ရွယ်တော့စရောက်ကလေးကဘူကြီးမျိုးလုံးလေးကကြည်လင်ဝိုင်းဆက်နေရတယ်တကယ်အိမ်နှမုံးလေးပေါ့ကျွန်တော်ကနောက်ဖက်မိဝယ်တဲ့ဒီရေခရခနာတောက်တောက်ပြီးငနေမလေးကိုတောက်တောက်ခဲ့ထက်တယ် ဒါ ਉ မိုးတော်ရိတ်ပြီးတော့နှောင်တို့ရင်မခေါ်တော့ဘူး။လက်ဖက်ဆိုင်လာခဲ့ပဲလောက်တော့တယ်။ဒီလိုနဲ့လက်ဆောင်တိုင်းတစ်နှစ်ကျွန်တော်တို့ရက်ကနှစ်ကြိတ်ရှစ်စုလဲပွဲမှာအရက်ဆက်တယ်။ထုံးစံတိုင်းတချင်းဆရာကသူ့ဇလောကသူတွေအကူအညီတောင်းတယ်။ပွဲစီအောင်လို့သူကလည်းအဲ့ဒီပွဲအတွက်တချင်းတွေဘာကြောင့်ဆက်တယ်ဆိုတော့သူ့အိမ်မှာအရက်ထဲကဇယူရော ဇက်ကလူဟောင်းနေတော့တေးဝုံနေနောက်မကြပါဘူးနှစ်ကြိမ်ရှိစုပြီးတဲ့နောက်တနေ့မှာပဲသူ့ခင်မလေးကိုဇက်ထရရတဲ့ကောင်ကမပြီးရတာပါပဲအချင်းစရာအကြီးကျယ်ပေါက်ွဲရတာပါပဲနောက်ကနေငှက်ကြီးအောင်ချောင်းကင်ပြီးလိုက်တာတွန်တွင်းမှမိရောတကယ်ကဒီကွက်တွေမျိုးလို့သူသတိထားနေအောင်ဟိုကောင်လေးရအောင်တုတ်သွားတာဒါမှမဟုတ်ကံကောင်းညံတော့ ညတော်မရသေးပြန်မိတာဒါမျိုးတွေ तू ကလှုပ်ခဲ့ဦးလေတော့လမ်းကြောင်းနဲ့ तू ကအကုန်တိနေတယ်အဲ့ဒါနဲ့ရအောင်ခွဲပြီး သူ့ခံပါလေပြန်ခေါ်လာတယ်ဒါပေမဲ့ကျွန်တော်ရောက်ွက်စီကိုသူတို့ပြန်မလာကြတော့တချင်းစရာသူ့ခံပါလေကိုဆက်ပြီးခိုးပြီးသွားလေအော်ကျွန်တော်တို့မှာတော့ရင်ခွဲပဲလေဗော